ားလုံးသိချကြည်ကြပါခင်ဗျာနောက်ပိုင်းမှာမုံလာဦးနီဝယ်လာမယ်ဆိုရင်တော့ချက်တာတို့ကြော်စားတာတို့ပဲလုံးမနေပါနဲ့ဒီနေ့ကျွန်တော်တငယ်ချင်းစီကနေပြီးတော့စံပြားတဲ့မုံလာဦးနီချက်နီတခုတင်ခဲ့ပါတယ်ခင်ဗျာလန်းဆန်းပြီးတော့အစီအငံလေးပြည်စီပါတယ်စားလို့ကောင်းပြီးတော့ထမင်းလေးမိန်စီပါတယ်ခင်ဗျာအစာကြီးများတဲ့ကလေးတွေတောင်မှအပြေးလွှားစားကြတယ်လုံဒီကတော့အင်မတန်ရိုးရှင်ပါတယ်မော်လာဦးနီကိုပြောင်းစီပြီးတဲ့အခါမှာခေါင်းနဲ့အမီကိုလှီထုတ်ပါမယ် ပြီးတဲ့အခါမှာတော့နည်းနည်းထူတဲ့အပြားလေးတွေလီပါမယ်။အရွယ်တူတဲ့အမြင်ပပားလေးတွေထပ်လီပါမယ်။အသေးအနီလေးတခုကလူကြီးမင်းအတွက်တော့လက်ကလေးလှုပ်လိုက်ရုံပဲ။ကျွန်တော်အတွက်ကတော့ကြီးမားတဲ့အားပေးမှုပါပဲခင်ဗျာ။ဒီဗီဒီယိုကိုတော့အသေးအနီလေးအခမဲ့ကူညီပေးပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။မုံလာဦးနီလီလို့ပြီးပြီဆိုရင်တော့ပကံလုံးလေးကိုထည့်ပါမယ်။တကြားအဖြူနည်းနည်းထည့်ပြီးတော့နှံ့အောင်မွေးပါမယ်။မိနစ်30ထားမယ်။တကြားနဲ့နှက်ထားတဲ့မော်လာဦးနီကစားလိုက်ရင်မမနေတော့ပါဘူး။အရသာလည်းပို့ပြီးတော့ကောင်းသွားပါလေ နှစ်ပြီးထွက်လာတဲ့ရေတွေကိုဖယ်ထုတ်လိုက်မေမော်လာဦးညီကိုရေတန်းထဲထပ်ဆဲပြီးတော့တကြားတက်ဖယ်မေမဟုတ်ဘူးဆိုရင်တော့အရန်ချူသွားပါလိမ့်မေပြီးတဲ့အခါမှာတော့ရေညစ်ပါမေပဲငက်ပြရဲ့အကျဲတစုံရှာလာကရဲ့တစုံနှမ်းစီနနေထဲမေပပါလီထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးတွေထဲပါမေနောက်ဆုံးမှာတော့နနမေနနေထပ်ထည့်လိုက်ပါမေအကုံနှံ့နေအောင်နေပြီးပြီဆိုရင်တော့စားလို့ရပါပြီဒီလိုလှုပ်ရှားတဲ့မွန်လာဦးနေဆက်လက်တော့ကချင်းချင်းဆက်ဆက်အရသာလေးနဲ့စားလို့ကောင်းပြီးတော့ထမင်းလဲမိပါတယ် နနခင်မှာပေါ့စီတို့စံမြုပ်တို့နဲ့တွဲစားမယ်ဆိုရင်လည်းအရန်အရသာရှိပြီးတော့မိန်ပါလေမြန်မြန်လေး like လုပ်ပြီးတော့ save ထားလိုက်တော့မိသားစုဝင်တွေကိုလည်းလှုပ်ကြွေးကြည့်လိုက်ပါနော်ညီမလေးတို့တခြားကြည့်ကြပါရှေဖီယုံဒီအတုံးလေးတွေကိုရေထဲထည့်ပြီးခနာပြုတ်လိုက်တာထွက်လာတဲ့ဟင်းလျာကဒီလောက်စားကောင်းလိမ့်မယ်လို့မထင်ထားမိဘူးမိအနှံ့တင်တင်လေးတကြွကြွနဲ့အပြင်ကကျွရပြီးတော့အတွင်းကကောက်ညင်းလို့ပဲဒီချန်ဒီကိုတေချာပေါ့လူတော်တော်များချက်ဖူးမှမဟုတ်ပါဘူးစားလည်းမစားဘူးလို့ဘူးပထမဆုံးရွှေဖျုံသီးတချမ်းကိုပြင်ထားပါမယ်အလေကားနေထပ်ပိုင်းပိုင်လိုက်မယ် သူကိုအရွယ်တူတဲ့အချောင်းလေးတွေဖြစ်အောင်တက်လိမ့်မယ်။ရင်ွေးစုနေတဲ့ဒေဦးရဲကိုရွှေပြုံသီးထည့်ပြီးတော့စက္ကန့်30လောက်ပြုတ်ပြီးမယ်။အကြာကြီးမပြုတ်ရဘူးနော်။အကြာကြီးပြုတ်လိုက်မယ်ဆိုရင်အရသာက ပြတ်သွားလိမ့်မယ်။ပြုတ်ပြီးသွားတဲ့အခါမှာတော့ဆဲပြီးတော့ရေအေးနဲ့ခဏစီပါမယ်။ရေထက်စစ်ပင်။ပြီးတဲ့အခါမှာတော့ရွှေပြုံသီးအချောင်းလေးတွေထဲကိုကျုံနှလုံးဖောက်ထည့်လိုက်မယ်။အာဟာရတွေတိုးစီအောင်သားမကခက်ဖြစ်ပြော့နဲ့စီကတ်နေပါလိမ့်မယ်။ အမုံနဲ့နေတဲ့အခါမှာလည်းပြုတ်ကျဖို့မလွယ်တော့ဘူး။နေပြီးတဲ့အခါမှာတော့ကောမုတ်နှစ်စုံထဲမှာအကုံနှက်နေအောင်မှွေပြီးပါမယ်။ရွှေဖီုံဒီအချောင်းတိုင်းကောမုတ်ကန်းနေအောင်ထိမှွေပါမယ်။ဒါကရွှေဖီုံဒီကိုတော့အပြင်ကကျူရပြီးအတွင်းကနူးညံ့အောင်လုပ်တဲ့အဓိကအချက်ပဲဖြစ်ပါလိမ့်။စီ80ရာခိုင်နှုန်းလောက်ထိပူပြီးဆိုရင်တော့ရွှေဖီုံဒီကိုထည့်ပါမယ်။ဒေအိုရဲထိတဲ့ချင်းမှာသူ့ကိုအရင်ဆုံးမှလန်ပေးရပါဘူးခင်ဗျာ။သူတို့ကိုပုံပေါ်လာဖို့အတွက်အချိန်တစ်ခုပေးရတယ်။ အသေးအနီလေးတခုကလူကြီးမင်းအတွက်တော့လက်ကလေးလှုပ်လိုက်ရုံပဲကျွန်တော်တို့ကတော့ကြီးမားတဲ့အားပေးမှုပါပဲခင်ဗျာဒီဗီဒီယိုလေးကိုတော့အသေးအနီလေးအခမဲ့ပေးပြီးတော့ကုညီပါအောင်ခင်ဗျာအားလုံးပဲပြင်ပန်းသွားပါပြီ9မိနစ်လောက်ရှေဖီယုံဒီကိုရွှေဝါရောင်တန်းလာပြီးတော့ကျွတ်တဲ့အထိကြော်ပေးပါမယ်စီတဲကနေဆယ်ရိုးပြီးတော့ဒေဦးထဲမှာစီနေနေချန်ထားပါမယ်စားကောင်းရတဲ့အတီကချက်ကတော့တိချရောဆက်ထားတဲ့ချိုချင်းရီဘူတဝက်လောင်းထဲလိုက်လို့ပဲဖြစ်ပါတယ်ဒီချိုချင်းရီနဲ့ပီလောပီနန်တို့ပစုံစေးချက်ဆိုင်အရန်ရတာရှိပါတယ် သူကလီမွန်ရတာလဲပါသေးရဲ့အရေးပြစ်လာတဲ့အထိပြုတ်ပြီးပြီဆိုရင်တော့ရွှေဖီယုံဒီထဲမှာနှမ်းအဖြူအမဲလေးတွေဖြူလိုက်မယ်မိပြပြင်းနဲ့နှမ်းနေအောင်မွေးကြောပြီးပြီဆိုရင်တော့အိုးဘော်ကချလို့ရပါပြီခင်ဗျာဒီလိုအပြင်ကကြွရပြီးတော့အတွင်းကနူညံ့နေရွှေဖီယုံဒီကြော်ကချစ်ချင်းချစ်ချိုးလေးနဲ့တကယ်ကိုမှမွေးလုံးပြီးတော့အရသာရှိလွန်ပါလေကျန်တဲ့ဓမင်ကိုဒေအိုးလေးလောင်းထည့်လိုက်ပါကျဲဥသုံးလေးလုံးနဲ့စားသုံးစီတစုံထပ်ထည့်ပါမွေပြီးတဲ့အခါမှာတော့မီးအတင်းတင်းလေးတင်ပြီးတော့စတိုက်ကြော်ပြီးပါ ထမင်းရဲ့အဆိုတဲ့6တဲ့အထီကျော်ပါဆန်စီတစည်းစီကွဲတဲ့အထီကျော်ပြီပါစက်တုံမိတ်ထဲပါပြီးတဲ့အခါမှာတော့အရသာရှိအောင်လို့စားထဲပါနောက်ဆုံးအပူပြင်းပြင်းနဲ့မှွေကျော်ပေးပြီးပြီဆိုရင်တော့ရပါပြီရိုးရှင်းပြီးတော့အဆင်ပြေပါတယ်66မှွေမှွေလေးနဲ့အရန်လဲစားလို့ကောင်းပါတယ်ကိုဝင်ဆောင်မျိုးသမီးကစက်တောင်မန်စားခြင်းနဲ့ဆိုလို့ကျွန်တော်ရဲ့အိမ်မှာသူ့အတွက်ဒီပြည့်သေးစက်တောင်မန်ကြော်လေးကိုလုပ်ပေးခဲ့ပါတယ်။တကယ်ကိုမှအရန်မှွေပြီးတော့အရန်စားလို့ကောင်းပါတယ်ခင်ဗျာ။ပထမဆုံးစက်တောင်မန်ရဲ့နှစ်ဖက်စလုံးကိုဓာတ်နဲ့အရစ်လေးတွေလုပ်ပေးမယ်။ ချက်တော်မေဟင်းချဝိုင်းဘဲငက်ပြရဲ့အကျေပြင်တိဟင်းခတ်မုံနှစ်စုံထည့်လိုက်ပါမယ်။နေပြီးတဲ့အခါမှာတော့နိုင်ဝက်လောက်ကြောင်နှတ်ထားပြီးမယ်။ဒေဦးထဲမှာစီအပူပေးပြီးတဲ့အခါမှာစက်တောက်မှန်တွေထည့်ပါမယ်။အပူနည်းနည်းနဲ့ဖြည်းဖြည်းချင်းကြော်ပေးပါမယ်။အကျိန်များစွာလှန်ပေးပြီးတဲ့အခါမှာတော့မျက်နှာဖြင့်တစ်ခုလုံးရှေဝါရောင်တန်းထဲထိကြော်ပေးပြီးရင်တော့ရပါပြီ။ဒီလိုကြော်တဲ့စက်တောင်မန်ကကိုဝင်ဆောင်မျိုးသမီးတွေကတခုစားကြည့်လိုက်တာနဲ့စားကောင်းလို့စားတာကိုမရက်နိုင်တော့ပါဘူးခင်ဗျာ။ ကိုဝင်ဆောင်အမျိုးသမီးတွေနောက်ပိုင်းဝက်ခေါကြွကြော်စားခြင်းနဲ့ဆိုရင်တော့ကျွန်တော်လုံးတလို့လုံစားကြည့်ပါအပြင်ထွက်ဝယ်စရာမလိုတော့ဘူးဒီလိုလုံစားတဲ့ဟာကအပြင်ကကြွရပြီးတော့အတွင်းကနူးညံ့နေတာပဲအရန်စားလို့ကောင်းပါလေပထမဆုံးဝက်သားကိုအချောင်းလေးတွေဖြအောင်လီမယ်စားနဲ့ငရုတ်ကောင်းမဟုတ်ထဲမယ်အညီနှမ်းပြောင်းအောင်လို့စူပန်မုတ်တစုံနဲ့ဟင်းချက်ဝိုင်းထဲမယ်နှမ်းနေအောင်နေပြီးတော့10မိနစ်နှက်ထားပြီးပါမယ်ကျတော့မိလက်တဆုပ်စာကိုပပွက်ဆူနေတဲ့ရင်တွေနဲ့ပြုတ်ပြီးတော့ပြင်ထားပြီးပါမယ်။သူခုတော့နုံနုံစင်ပြီးတော့ဝတ်သားပေါ်မှာထည့်ပြီးတော့နေမယ်။ ပကံအလို့တဲ့ကိုကျဲဦးအနှစ်နှလုံးအသားမုံနဲ့ရေတန့်အတင်းတင်းထဲပါမယ်။ဒိငင်းလိုပုံစံဖြစ်လာတဲ့အထိတူနေမှွေပြီးပါမယ်။ပူပြီးတော့နူဤကျွရွာစီဖို့အတွက်စားသုံးစီတစုံထဲပါမယ်။အသားဘက်တစ်ဖက်ချင်းစီတိုင်းမှာအစာပလာတွေကန်နေမယ်။စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့ဒေဦးရဲထည့်ကျော်လိုက်ပါမယ်။ခြေဝါရောင်တန်ပြီးကျွရွာတဲ့အထိကျော်ပြီးပြီဆိုရင်တော့ရပြီပဲဖြစ်ပါရယ်ခင်ဗျာ။ ီလိုကြော်တဲ့ဝတ်သားကြော်ကအပြင်ကကျွရပြီးတော့အတွင်းသားကနူညံပါတယ်ဒီနီလေးကိုလှုပ်တက်ပြီးဆိုရင်တော့နောက်ထပ်အပြင်သွားပြီးတော့စားစီရမလို့တော့ပါဘူးခင်ဗျာ